ားလုံးပဲမင်္ဂလာပါရှင်။အရင်တစ်ခါတော့ကတော့တူရကီနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ်အစ္စတန်ဘူမြို့ရဲ့အကြောင်းကိုဝေမျှခဲ့ပြီးဖြစ်ပါတယ်ဒီတစ်ခါမှာတော့တူရကီနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့အန်ကာရာမြို့ကြီးရဲ့အကြောင်းကိုဝေမျှလိုက်ပါတယ်မြို့တော်အန်ကာရာဟာအစ္စတန်ဘူရဲ့နောက်တူရကီနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်ဒီမြို့ဟာတူရကီသမ္မတနိုင်ငံရဲ့နိုင်ငံရေးနဲ့အုပ်ချုပ်ရေးရဲ့ဗဟိုချမနယ်မြေလေးဖြစ်ပါတယ်မြို့တော်အန်ကာရာဟာအနာတိုလီယာကုန်းပြင်မြင့်အလဲပိုင်းမှာတည်ရှိပြီးပင်လယ်ရေမျက်နှာပြင်အထက်ပြင်းမြအမြင်ပေ3098ပေမှာတည်ရှိနေတာလည်းဖြစ်ပါတယ်မြို့ရဲ့စုစုပေါင်းအကျယ်အဝန်းက987စတူရမ်းမှန်ရင်ထိကြီးမား ကျေဝန်ပြီးဒေတာတစ်ခုလုံးလူဦးရေ9.8တန်းဒီပါနေထိုင်ရာမျိုးကြီးဖြစ်ပါတယ်။အာကာရာမျိုးရဲ့တမိုင်းကျောင်းဟာ BC စနေရာစုခန်းကဟစ်တိုက်လူမျိုးတွေအခြေချနေထိုင်ခဲ့တဲ့နေရာကနေစတင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Phrygian, Lydian, Persian, Greek, Romani, Byzantine တို့ရဲ့အုပ်ချုပ်မှုအောက်ကိုအဆင့်ဆင့်ကြားရောက်ခဲ့ရပါတယ်။87ရာစုမှာ Seljuk Turki တွေဟာအာကာရာကိုသိမ်းပိုက်ခဲ့ပြီး 14ရာစုမှာတော့အော်တိုမန်အင်ပါယာရဲ့လက်အောက်ကိုရောက်ရှိခဲ့ပါတယ်။အော်တိုမန်အင်ပါယာလက်ထက်မှာတော့အန်ကာရာဟာအရေးပါတယ်။ကုန်သွယ်ရေးဗဟိုချက်တစ်ခုဖြစ်ခဲ့ပါတယ်။ပထမကမ္ဘာစစ်အပြီးမှာတော့အန်ကာရာဟာတူရကီလွတ်လပ်ရေးစစ်ပွဲမှာအရေးပါတဲ့အခမ်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ မူစတာဖာခေမာအာတာတုကအန်ကာရာကိုတူရကီတော်လိုင်းရင်လှုပ်ရှားမှု၏အခြေစိတ်စကမ်းအဖြစ်ရွေးချယ်ခဲ့ပြီး1923ခုနှစ်တူရကီသမ္မတနိုင်ငံကိုထူထောင်တဲ့အခါမှာတော့အစ္စတန်ဘူထန်ကနေမြို့တော်ဂုံပုတ်ကိုလွှဲပြောင်းယူခဲ့တာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာတူရကီနိုင်ငံဟာ ဂျာနီနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီးနှောင်းမိတ်မှာမှမဟာမိတ်တွေဘက်ကပါဝင်ခဲ့ပေမယ့်အာဂါရာမြို့ဟာစစ်ပွဲရေးနှုတ်ဆက်တွေအကျိုးဆက်တွေကြောင့်ကုန်သွယ်ရေးနဲ့စားနပ်ရိက္ခာပြတ်လတ်မှုတွေစီးပွားရေးအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာတော့အာဂါရာမြို့ဟာလင်းမြစွာဖွံ့ဖြိုးတိုးတက်လာပြီးခဲမီအခြေခံအဆောက်အအုံတွေတက္ကသိုလ်တွေပြရိုက်တွေနဲ့ရင်ကျေးမှုဆိုင်းရနေရာတွေတည်ဆောက်ခဲ့ပါတယ်စီးပွားရေးအရလေအာဂါရာမြို့ဟာစက်မှုလုပ်ငန်းတွေဝန်ဆောင်မှုကန်တာတွေနဲ့ လေးပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်လာခဲ့တာဖြစ်ပါသည်ဒီကနေ့အချိန်မှာတော့အန်ကာရာမြို့ဟာခင်မီမြို့ပြဖြစ်ပြီးတူရကီနိုင်ငံရဲ့အရေးပါတဲ့မြို့ကြီးတစ်မြို့အဖြစ်ဆက်လက်ရပ်တည်နေပါသည်အန်ကာရာမြို့ဟာတမိုင်းဝင်အဆောက်အအုံတွေပြားရိုက်တွေနဲ့ကမီအဆောက်အအုံတွေပေါင်းစပ်တည်ရှိနေတဲ့မြို့ဖြစ်ပါတယ်။တရက်ထဲမှာအထင်ရှားဆုံးတစ်ခုကတော့အန်ကာရာရဲတိုက်ဖြစ်ပါတယ်။အန်ကာရာမြို့ရဲ့ရှိအကြဆုံးအဆောက်အအုံတွေတွေကတစ်ခုဖြစ်ပြီး ။တမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ်လဲတတ်မှတ်ခံထားရပါတယ်။ဒီရဲတိုက်ကိုတော့အေရီရှေယာစုမှတိစောက်ခဲ့ရဖြစ်ပြီးမြို့ကိုကာကွယ်ဖို့အတွက်အသုံးပြုခဲ့ပါတယ်။ရဲတိုက်ရဲ့ထိတ်ကနေအန်ကာရာမြို့ရဲ့လှပတဲ့မြင်ဝင်းတွေကိုကြည့်ရှုနိုင်ပါတယ်။နောက်ထပ်ထင်ရှားတဲ့အဆောက်အအုံတစ်ခုကတော့တူရကီနိုင်ငံရဲ့ပထမဆုံးသမ္မတကြီး Mustafa Kemal Atatürk အထင်းရမတ်ဂူဘိမှန်ကြီးဖြစ်ပါတယ်1944ခုနှစ်ကနေ1953ခုနှစ်အထိ9နှစ်ကြာတည်ဆောက်ခဲ့ရပြီးခန္ဓာကြီးကျယ်တဲ့ဘီတုကလက်ရအဆောက်အအုံတစ်ခုလေ ေးဖြစ်ပါတယ်ဂူဘိမှန်ကိုလာရောက်လေပတ်သူတွေအနေနဲ့တူရကီနိုင်ငံရဲ့တမိုင်းနဲ့ရင်ကျေးမှုတွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်အန်ကာရာရဲ့ပြတိုက်တွေအနက်မှာတော့အန်ကာရာရင်ကျေးမှုပြတိုက်ကအထင်ရှားဆုံးဖြစ်ပါတယ်မြို့ရဲ့အလဲမာတရှိပြီးအနာတိုလီယန်ဒေသရဲ့ကျွေးဝါတွေတမိုင်းနဲ့ယဉ်ကျေးမှုကိုပြသပေးတဲ့ပြရိုက်တစ်ခုဖြစ်ပါတယ်။ဒီပြရိုက်ထဲမှာတော့ရှေးအောင်ပစ္စည်းတွေအမှုပညာလက်ရာတွေနဲ့အတူ ရှေးဟောင်းလူမျိုးတွေရဲ့နေထိုင်မှုပုံစံတွေနဲ့ရင်ကျေးမှုတွေကိုလေ့လာနိုင်ပါတယ်။ခိုခါတပ်ပီပလီကတော့မြို့ရဲ့အကြီးဆုံးပလီကြီးဖြစ်ပြီးတူရကီနိုင်ငံရဲ့အထင်ရှားဆုံးပလီတွေတွေကတစ်ခုလေးဖြစ်ပါတယ်။1969ခုနှစ်ကနေ1989ခုနှစ်အထိ20နှစ်ကြာတည်ဆောက်ခဲ့ပြီးခန်းနာကြီးကျယ်တဲ့ပြီးသူကလက်ရာတစ်ခုလေးဖြစ်ပါတယ်။ပလီကြီးရဲ့အတွင်ပိုင်းကိုတော့တူရကီနိုင်ငံရဲ့ရိုးရာအမှုပညာလက်ရာတွေနဲ့လှပစွာမောမှန်အလှဆင်ထားပါတယ်။အခါရာအော်ပရာဇက်ယုံကြီးကတော့မြို့ရဲ့အလဲမခန်းညောင်းစွာတည်ရှိနေပြီး Opera Belly အကနေဂီတဖျော်ဖြေပွဲတွေကိုကျင်းပတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီဆက်ယုံကြီးကို1948ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့အောင်ဖြစ်ပြီးနိုင်ငံတွင်းမှာအကြီးဆုံးဆက်ယုံလေးဖြစ်ပါတယ်။တူရကီနိုင်ငံရဲ့အကောင်းဆုံးအမှုပညာရှင်တွေရဲ့ဖျော်ဖြေပွဲတွေကို ကြည့်ရှုခန်းစားနိုင်တဲ့နေရာတစ်ခုလေးဖြစ်ပါရင်ရန်ချလစ်ပန်းချံလို့ခေါ်တဲ့လူငယ်ပန်းချံကလည်းမြို့အလဲပိုင်းမှာပဲတည်ရှိနေပြီးဒေသခံတွေအပန်းဖြေနိုင်တဲ့နေရာတစ်ခုအဖြစ်ထင်ရှားပါတယ်ဒီပန်းချံထဲမှာတော့ရေကန်တွေလမ်းလျှောက်စရာနေရာတွေခလီကစားကွင်းတွေနဲ့ အခြားအပန်းဖြေစီရအမျိုးမျိုးရှိနေပါတယ်အန်ကာရာမျိုးရည်နောက်ထပ်ထေရှားတဲ့နေရာတွေကတော့ဟာဂျီဘာရက်ဘလီဂျီ2015ခုနှစ်ကမှဖွင့်လှစ်ခဲ့တဲ့ဘေရှတစ်ပဲအမျိုးသားဘလီဂျီအန်ကာရာဖဲလက်စ်တမိုင်းဝင်အဆောက်အအုံအေဒီတရားစုအတွင်းကတည်ဆောက်ခဲ့တဲ့အော်ဂတ်စတာဖရာကျောင်းပေ410မြင်းနေအာတာခူလေလေပတ်ကြီးရှုရတာဝါရှင်နေမျိုးစိတ်ပေါင်း250ကောင်ရီ1000ကျော်ကိုထိမ့်သိမ်းထားရာအကွာဘီကအန်နဝါပြတိုင်းနေမြို့ရဲ့အစီကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့ခိုးစုလေးရှင်ပြစတာရီဖြစ်ပါတယ်နေထိုင် င်သူအလုံးနီးပါးကတူရကီလူမျိုးတွေဖြစ်ပြီးခါ့လူမျိုးစုတွေနဲ့အခြားလူမျိုးစုအနည်းငယ်လေးနေထိုင်ကြပါတယ်။ကိုယ်ွယ်ယုံကြည်မှုအနေနဲ့အလုံးနီးပါးကအစ္စလမ်ဘာသာကိုယ်တော်ကိုယ်ခွေကြပြီးအများစုကဆော်နီမွတ်စလင်တွေဖြစ်ပါတယ်။ဒါပေမဲ့ဂျူးခရစ်စတန်တွေအခြားဘာသာကိုယ်ွယ်သူအနည်းငယ်လေးရှိနေပြီးဘာသာရေးလွတ်လပ်ခွင့်ပြုထားတဲ့မျိုးတွေဖြစ်ပါတယ်။အန်ကာရာဟာတူရကီနိုင်ငံရဲ့နိုင်ငံရေးနဲ့အုပ်ချုပ်ရေးဗဟိုချက်ဖြစ်တဲ့အပြင်စီးပွားရေးအရာလေအရေးပါတဲ့မြို့ဖြစ်ပါတယ်။အစိုးရရုံးတွေတက္ကသိုလ်တွေ စီးဆိုင်ရာဌာနတွေနဲ့နိုင်ငံတကာတန်ယုံတွေတည်ရှိတဲ့မြို့ဖြစ်ပါတယ်။စက်မှုလုပ်ငန်း၊ကွန်ထရောလုပ်ငန်း၊အီလက်ထရောနစ်၊ဝေကြီးပန်နဲ့အာမခံလုပ်ငန်း၊စိတ်ပျိုးရေးနဲ့မွေးမြူရေးစတဲ့လုပ်ငန်းတွေကအဓိကလုပ်ငန်းတွေဖြစ်ပြီးခရီးသွားလုပ်ငန်းတွေလည်းဖွံ့ဖြိုးတိုးတက်နေပါတယ်။စီးပွားရေးကောင်းမွန်တဲ့မြို့တစ်မြို့ဖြစ်ပြီးဒေသခံတွေရဲ့နှစ်စဉ်ပြည်မြ GDP ကတော့အမေရိကန်ဒေါ်လာ18000ဝန်းကျင်ဖြစ်ပါတယ်။အန်ကာရာမှာတက္ကသိုလ်နဲ့ကောလိပ်ပေါင်များစွာတည်ရှိပြီးတူရကီနိုင်ငံရဲ့ပညာရေးဆိုင်ရာအချက်အချာနေရာတစ်ခုဖြစ်ပါတယ်။ အန်ခါရာတက်ကတ်သူအရှိအလေးပိုင်းပိုင်းနီးပညာတက်ကတ်သူနဲ့ဘေးခင်တက်ကတ်သူတို့ကတော့အန်ခါရာရဲ့နာမည်ကျော်တက်ကတ်သူတွေဖြစ်ပါသည်အန်ခါရာဟာလမ်းမဆက်တွဲရေးကောင်းမွန်တဲ့မြို့ဖြစ်ပြီးလေကြောင်းရထားလမ်းနဲ့ကားလမ်းတွေဟာတူရကီနိုင်ငံရဲ့အခြားမြို့တွေနဲ့ဆက်သွယ်ထားပါသည်ဒေသတွင်အများပြည်သူတည်ယူဖို့ဆောင်ရည်စနစ်အနေနဲ့မြေအောက်ရထား ဘတ်ကားတွေနဲ့အမြန်ရထားကုန်ရက်တွေပိုင်ဆိုင်ထားတဲ့မြို့ဖြစ်ပါတယ်။အခါရာအီစန်ဘူကနိုင်ငံတကာလေးစိတ်ကြီးကိုတော့1955ခုနှစ်ကလေးကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးနေ့စဉ်လေကြောင်းခရီးသွား73တန်းဒီပါကိုဝန်ဆောင်မှုပေးနေတဲ့လေးစိတ်ကြီးလေးဖြစ်ပါတယ်။အခါရာမြို့ရဲ့ရာသီဥတုဟာနှွေရာသီမှာအနေငယ်ပုံနေပြီးစောင်းအခါမှာအလွန်အေးကြောင်နှင်းတွေကျဆင်းလို့ရှိပါတယ်။တနည်းပတ်လုံးပြင်းပြအပူချိန်ကတော့7ဒီဂရီကနေ 24ဒီဂရီဆေးစီရဲ့အတွင်းမှာရှိနေတတ်ပါတယ်။အန်ကာရာဆိုတဲ့အမည်ကတော့ဂရီအမည်အန်ကာရာမှဆင်းသက်လာပြီးကြောက်စုလို့အဓိပ္ပာယ်ရပါတယ်။အန်ကာရာဟာအနာတိုလီးယားကုန်းမြင့်မြင့်ရဲ့အလဲပိုင်းမှာတည်ရှိတာကြောင့်တဘာဝအလှပတွေနဲ့ပြည့်နှက်နေပါတယ်။အန်ကာရာမြို့ရဲ့ပတ်ဝန်းကျင်မှာတောင်တန်းတွေတစ်တောတွေနဲ့ရေကန်တွေရှိပါတယ်။အိုင်းမီယာရေကန်ဟာလူသီးများတဲ့အပန်းဖြစ်စရာနေရာတစ်ခုဖြစ်ပြီးမော်ဂန်ရေကန်ဟာလည်းငှက်ကြီးပေါ်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။အန်ကာရာမြို့ဟာ အစ္စတန်ဘူမြို့ထက်ဆိုင်ရင်လူနေမှုစရိတ်သက်သာပြီးပိုပြီးအေဂျင့်နဲ့နေထိုင်မှုပုံစံကိုပြီးစွမ်းနိုင်ပါတယ်။ဒါပေမဲ့အစ္စတန်ဘူမြို့လောက်မစီကားတာကြောင့်အနေငယ်ပြင်းစရာကောင်းနိုင်ပါတယ်။ခြုံပြီးတော့ပြောရမယ်ဆိုရင်တော့အန်ကာရာမြို့ဟာတမိုင်းဝင်အမွေအနှစ်တွင်ခင်မီအဆောက်အဦတွေနဲ့စီကားတဲ့မြို့ကြီးတစ်မြို့ဖြစ်ပြီးလုံခြုံစိတ်ချရမှုရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒါလို့ဆိုရင်တော့တူရကီရဲ့မြို့တော်အန်ကာရာမြို့ကြီးရဲ့အကြောင်းကိုအတော်လေးတည်တော်လောက်ပြီးထင်ပါတယ်။နာဆင်သူတုတ္တဆောင်မိတ်ဆွေအပေါင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်။